မင်္ဂလာပါဥနိုင်အစားလိုက်မှချစ်ရခင်ရတော်သူများအားလုံးကိုဥနိုင်ကဒီတစ်ခေါက်တော့နိဗ္ဗာန်အကျိုးတော်ဆောင်လုပ်မှာဖြစ်ပါတယ်ပြီးခဲ့တဲ့ကထိန်တုံးကဖုံဖုံတစ်ပါးကဥနိုင်ကိုအဲကထိန်ဖိတ်ဖူးပါတယ်ဖိတ်ခဲ့တော့ဥနိုင်သွားခဲ့တယ်ပေါ့နော်အဲ့တော့အဲ့ဆရာတော်ဖျားနဲ့ဘလို့ခင်လဲဆိုလို့ရှိရင်တော့ဥနိုင်ဒီအခုဒီဟိုအစားလိုက် page မှာဒီ6နှစ်တာကာလလုံးမှာဥနိုင်တို့ရဲ့ဒီဟိုရောင်းတဲ့ပစ္စည်းလေးတွေပေါ့နော်အဲ့ထင်ကမှဖုံဖုံတုံးတဲ့ပစ္စည်းလေးတွေ online နဲ့ဘုံဘောဝယ်ပြီးတော့အားပေးမှုပါတယ်အားပေးတယ်ဆိုတော့အခောက်ခောက်ခါခါအားပေးတာပေါ့နော်အားပေးနေတော့သူကြိုက်တဲ့ PC လေးတွေဆိုလို့ရှိရင်သူ့เจ้าမှာရှိတဲ့တကားတွေတကားမတွေတော့လမ်းညွန်ပေးရင်းနဲ့ပို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 ့ပြီးတော့အဝယ်လဲစိတ်လာပြီးတော့မှပို့ပို့ပြီးတော့လဲအာဦးစင်းနဲ့ဖုန်းပြောရင်းနဲ့ရင်းနှီးလာတယ်ပေါ့နော်အဲ့တော့အဲ့ဘုံဘောเจ้าကိုသွားပြီးတော့မှဒီနေ့ကထိန် ပွဲလေးကိုသွားတာဖြစ်ပါတယ်အဲ့ဒီမှာမှဒီចောင်းဆောင်ကအကွအတစ်သွားစောက်တော့မှာပေါ့နော်သူရဲ့အနောက်မှာဒီចောင်းတိုက်ကြီးကိုအတစ်စောက်မယ်အတစ်စောက်မှာဖြစ်တဲ့ကြောင့်မို့ဒါလိုအပ်တဲ့အရာလေးတွေရှိတယ်ပေါ့နော်ရှိတာလေးတွေပြောရင်းနဲ့မှာဖုံဖုံကိုမိတ်ဆက်ပေးရင်းနဲ့ဖုံဖုံရဲ့ဒီအထုပ်ပတ်တီလေးတွေအနေငယ်ပြောပြချင်ပါတယ်ဖုံဖုံရဲ့ဘွဲ့နာမည်ကတော့အရှင်စန်နီမှာဖြစ်ပါတယ်ခင်ဗျာဖုံဖုံရဲ့ဘွဲ့ကအရှင်စန်နီမှာတက္ကသီလဓမ္မစရိယာဖြစ်ပါတယ်ထေရုပ်ပတ်တီအကျဉ်းလေးကတော့ ဖုံဖုံကရွှေဥမင်ရိတ်တာဆရာတော်ကြီးဓမ္မတူရဆရာတော်ကြီးဓမ္မလင်္ကာရကျောင်းဆရာတော်မိုးကောင်းတိုက်တိန်တန်းဆရာတော်ဥပန်တိစွာဘီဝန္တာဇယဝရီကျောင်းဆရာတော်ဥသူဇနာဘီဝန္တာဘိုးတက်ကုန်းဆရာတော်ဥပညာတိဟာဘီဝန္တာနေလှက်တပကတိကမုံရမုတ်သောအရှင်တာရိတာပဲနယ်ကုန်းဆရာတော် ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ပါကျုပ်ဆရာတော်နဲ့ကတိကများစတဲ့ဆရာတော်များထံတွင်နှစ်ပေါင်း20ကျော်ပရိယတ္တိပฏิပတ္တိပညာများကိုလည်ရင်းကြကြသင်ယူခဲ့တာဖြစ်ပါတယ်။ဆရာတော်ကိုရိုင်ကလည်းရန်ကုန်ဗုဒ္ဓတက္ကသိုလ်တောင်တကုံဤတဲ့အကျိုးတော်ဆောင်တာဝန်ယူစဉ်မန္တလေးရန်ကုန်ဗုဒ္ဓတက္ကသိုလ်တို့ရဲ့အဓိပတိတန်ခါမဟာနာယကဥက္ကဋ္ဌဗမောဆရာတော်ဘုရားကြီးရဲ့တပည့်အဖြစ်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်၌ကိစ္စရပ်များကိုဆောင်ရွက်ခဲ့ပါတယ်တဲ့။ အနာဂတ်သာသနာယဉ်ကျေးလိမ္မာတန်တန်းနဲ့အင်္ဂလိပ်စာတန်တန်းများကိုလည်းနေရအနှံ့ဦးစီးဦးဆောင်ပြုက ဖွင့်လှစ်ခဲ့ပါတယ်တဲ့ယခုအခါမှာတော့နယ်လှည့်ဓမ္မကတိကဆရာတော်မုံရွာမုတ်သောအရှင်သာရိတ္တဤဩဝါဒကိုခံယူလျက်စာရေးစာချတရားဟောတရားပြသာသနာပြုလုပ်ငန်းစဉ်များအတွက်မျိုးဆက်သစ်ရှင်သာမဏေများကိုလက်ကျင့်ပြိုးထောင်ရန်အခုဇေယခေမှာ၅ရက်ကျောင်းဆောင်တကြီးကိုစောင့်လျော်ရန်ပြင်ဆင်နေသေးဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့ဦးနိုင်တို့မိသားစုအပါအဝင်ခုနှစ်ရက်သားသမီးများကုသိုလ်ရှင်များကျောင်းဒါဟိကဒါဟိကာမများအဖြစ်တက်နေသည်များပါဝင်လှူဒန်းနိုင်ရဦးနိုင်ကလည်းဒီနေရာနေအကျိုးမျှော်ပြီးနှိုးဆော်လိုက်ပါတယ်အသည့်ပြန်လဲဆောက်လုပ်မယ်ကျောင်းတိုက်တရှိတဲ့နေရာကတော့ရန်ကုန်တိုင်းဒေသကြီးမယန်းကုန်းမြို့နယ်ကုန်းမြင့်ရိပ်သာ6ရက်ကွယ်ဇီယာခေမာလန်းဖြစ်ပါတယ်ဦးနိုင်တို့ရှစ်မိုင်ဂျန်ရှင်းအနီးပေါ့စီဒီအနီးပေါ့နော် အဲ့ဒါဖြစ်ပါတယ်နောက်ပြီးတော့မှဒီပုံစံလေးပေါ့ဒါကတော့ကျောင်းနိုင်အသက်ဆောက်မဲ့ပုံစံပြီးတော့မှသူကမြေကျရတော့အရှိရမျက်နှာစာသူက25ပေလောက်ပဲရှိတယ်အနောက်ကိုတော့အဲခက်ပေ100လောက်ရှိတယ်ပေါ့နော်ပြီးတော့ဒီမှာကဇီယာခေမှာကျောင်းတိုက်တဲ့ကြီးဒီဆောက်ရရင်းနဲ့ကုံကြမိခမန်းတံမိုးများတဲ့အိတ်ကန်းတကန်းဆိုဥပမာ16သိန်းတို့ရေချိုးကန်းဆိုရင်17သိန်း ဒါကတော့ဒီခက်ကလာပေါက်ဈေးလေးနဲ့ဆိုရင်တော့ဈေးလေးရနဲ့ပါအပြောင်းလေးတွေရှိပါပေါ့နော်။မပရင်ပေါက်တွေအများဆုံးကိုရီအိတ်ခန်းနယံအုတ်ချောအစီပညာပေါ့နော်။အဲ့တော့ကိုကအဲဘာတွေလှူခြင်းလဲဘာတွေမလှူရသေးဘူးလဲခုနလေးဒီမှာကြည်နာကိုလက်တော်တော်များများတော့စုံစုံလင်းတော့လှူပြီးသွားပြီကိုဘွားမှာတော့ဒီအသက်မှာပေါ့နော်။အခုဒီအကြောင်းဒိုင်ဆရာတော်ကတော့ကိုတဲ့တော့အသက်ငယ်ပါတယ်။သူ55 56လောက်ပဲရှိမှာမသိဘူး။နော်ဒါပေမဲ့ဘွဲတွေဂုံလူတွေကတော့ရထားတာကတော့ เนาะအများကြီးပါပဲเนาะစာပေလည်းတော်တော်လိုက်စားပြီးတော်တော်စ조사ရပုံပတ်ပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ဗရင်ပေါက်ဒီပါညာပေါ့เนาะအခင်းကြွေးပြစတိပါညာเนาะလေကားဒဇင်ဓာတ်လေကားအမျိုးလေးပါမယ်ဩဒီမှာချောင်းမူလုံးဘာပဲကွမ်းနဲ့ကြောက်သေးအဲ့ဒါတွေလူကျင်တဲ့လူလည်းလူလို့ရတယ်ဘာเนาะဒါဆိုဆိုအုန်နဲ့ဖတ်ပြသွားတယ်ဖမုံဒီเจ้าနယ်ဆရာတော့အရှင်စန္ဒီပါ တက္ကသီလဓမ္မစရိယထေရဝတိအကျင့်ဒါတော့ဆိုတော့ဖတ်ပြပြီးသွားပြီပေါ့လေအဲ့ဒီတော့ဥနအစားတလန်ရပေါ့နော်ချက်တော်သူများထဲမှာအဲ့မျိုးကိုလှူလဲလှူခြင်းနဲ့အဲလှူဖို့အတွက်လည်းအစင်းသိဖြစ်နေတယ်နောက်ဘယ်နေရာမှာလှူရမလဲမသိဘူးဘယ်နေရာမှာလိုအပ်နေမှလည်းမသိတဲ့လူတွေရှိတယ်လေနော်အဲ့တော့အဲ့လိုအဲရှိခဲ့မယ်ဆိုလို့ရှိရင်လည်းလှူရမ်းနိုင်ရတော့ကိုဥနကဒါနိဗ္ဗာန်အကျိုးမျှော်ပြီးတော့နှိုးဆော်ရတာပေါ့လေနော်ဒီမှာဖုံးဖုံးရတာပွဲအရှင်စံနေမှာတဲ့ တက်ကတီလာဓမ္မစရိယာဓမ္မ double diploma double ba double ma လာမယ်ဟုတ်လားเนาะအမျိုးရေးထားတယ်เนาะအဲ့တော့ဒါလေးတွေအားကြတော့အာလှူရတန်းတယ်ဆိုတာကလည်းသူ့အချိန်ရေအဲနောက်ရေးဆက်ရေပေါ့เนาะပါတဲ့နေရာမှာများသွားပြီးအလှူကြရတာလေဦးနိုင်ဆိုလို့ရှိရင်လည်းဦးနိုင်တို့မိသားစုအနေနဲ့အဲကိုဒီအသက်ဟိုအရွယ်မှာပေါ့เนาะကိုလှူခဲ့တာကအဲတိတ်ဆောက်ပြီးသွားပြီး အခုမဟုတ်ဘူးကမဟုတ်ဟိုရေစက်မချသေးဘူးမဟုတ်ဘူးလဲဆောက်ပြီးသွားပြီဟောရိတ်တာရိတ်တာနှခံတွေနော်ဟာပေါ့ရွှေမိုးဝင်ဆရာတော်ဖျားကြီးရှိမှာအဲရိတ်တာဘကူးအကြောင်းပါပေါ့နော်ရိတ်တာဆောင်းနှခံတွေလှူပြီးသွားပြီမိဘမေပေါ့နော်မိဘသူကမိဘရှိတယ်ရှင်မပြုတ်နိုင်တဲ့ကလေးတွေအယောက်90ဟာဒီဦးနန္ဒီရန်ကုန်တကုံမြို့နယ်တွေရာလေဟိုကြာကူဖုန်းကြီးအကြောင်းပါပေါ့နော်အဲ့ဒါကြီးလောက်တယ်ဒါပြမကူရီလှူပူးတယ်အဲကွန်တွေလှူပူးတယ် အဲတော်တော်များများပေါ့နော်ဟိုဥဥလို့ပြောရမယ်ဆိုတော့မစင်းစားမိဘူးတော်တော်များများကိုလှူခဲ့ပူတယ်အဲ့မှာဒီထဲမှာလည်းကိုယွေးလိုက်ပေါ့ယွေးပြီးတော့မှကိုလည်းအဲနိုင်တဲ့ဝင်လေးနဲ့ပေါ့နော်အဆူမဲ့အဲ့တော့အစားလန်းချက်တော်သူများလည်းလူကျင်တဲ့သူများရှိရင်ဆက်သွယ်ပြီးတော့လှူရမ်းနိုင်ရတော့လည်းဒါလေးကိုတင်ပြခြင်းဖြစ်ပါတယ်ဖုန်းဖို့ဒရိုက်ဆက်သွယ်လို့ရမယ့်ဖုန်းလေးလည်းဒီမှာ ိုနဲ့တင်ပေးထားပါမယ်နော်ဖုံဖုံကိုလည်းဆက်သွင်းလို့ရပါတယ်ဆက်သွင်းပြီးတော့မှကိုကွန်နဲ့တွားကြည့်လို့ရပါတယ်ဖုံမှန်ဖုံဖုံတောင်းတဲ့ဒီရှိတဲ့နေရာလေးကတော့လွယ်တယ်ဂျန်ရှင်အိပ်ဘက်ကနေကြွေပြီးတော့တပတ်ကိုဆင်းလာရင်နန်တို့ရဲဘော်ဟာမှတ်တိုင်တွေ့လိမ့်မယ်ရဲဘော်မှတ်တိုင်ရဲ့အရှိမဆိုလို့ရှိရင်စိုင်းဘုတ်ကြီးနဲ့ဇီယာခေမာလန်ဇီယာခေမာတောင်းတိုက်သူဆိုလားမသိအဲ့လိုမျိုးရှိတယ်လေအဲ့ဒီဝင်သွားလိုက်တာနဲ့နန်တို့ဒီစောအောင်သာဝင်သွားလိုက်စောအောင်သာဝင်လာရင်တေဇာဆက်ကီတောင်းတဲ့ကြီးရှိတယ်အဲ့ဒီတောင်းတဲ့ကြီးရဲ့တွေ့တာနဲ့ဘယ်ချိုးလိုက်တာနဲ့ဘယ်ဘက်မှာပမွေးရဲ့ဒီ ဇီယာခေမှာတောင်းတဲ့ကိုတွေ့မှာဖြစ်ပါတယ်။ကဲအားလုံးကိုကျေးဇူးအထူးပဲတရှိပါတယ်။နော်ဥနိုင်စားပလိုင်းမှာကြားတော်သူများလည်းစိတ်ရှိတိုင်းလူတိုင်းတန်းနိုင်ကြပါစေလို့နဲ့လည်းဆုတောင်းမေတ္တာပို့သပါပါတယ်ခင်ဗျာ။